မိမအောင်လူကျင်းနေလူလောကကြီးကနှုတ်ဆက်ထွက်ခွာသွားတဲ့တရုတ်ဆောင်သူရုတ်တရက်ကြီးပြိသက်တွေကိုနှုတ်မဆက်ဘဲနဲ့လူလောကကြီးကထွက်ခွာသွားသူကတော့တရုတ်ဆောင်သူပါတရုတ်ဆောင်သူကဖြူအောင်တကရင်ဇလန်းတွေမှာចောင်းသားလေးထူးဆောင်ကာရိုက်တာနဲ့ပြိသက်အပင်းမှုရရှိတာဖြစ်တယ်လို့မဲချိုဇလန်းတွေမှာလည်းအကောင်းဆုံးတရုတ်ဆောင်နိုင်လို့ပြိသက်တွေအတိမတ်ပြူချီချူးချင်းခံနေရတာဖြစ်ပါတယ်ဒီလိုပြိသက်တွေအပင်းချင်းကိုခံနေရတဲ့တရုတ်ဆောင်သူကတော့ဂျင်မတော်ဆက်ဖြစ်ပြီးတော့ယနေ့မက်ချ်လာဆင်းရင်ဒီမနက်6နာရီခန့်မှာ ရန်ကုန်မြို့မြောက်ကလာပါစီယုံမှာကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။မင်းသားထူးဟာ2024ကယ်မီစကားတင်စီယုံဝင်ခဲ့သူတို့ဖြစ်တယ်လို့မဲချိုဇလန်တွေမှာလူသိများကလေးတရုတ်ဆောင်တို့လည်းဖြစ်ပါတယ်။သူဟာငယ်စဉ်ကတည်းကခလေးဘွားတွေကတရုတ်ဆောင်လုပ်ခဲ့ဖို့သူပါ။တရုတ်ဆောင်ထူးဟာငယ်စဉ်ခါမှာခလေးတရုတ်ဆောင်လုပ်ခဲ့ဖို့ကခလေးတရုတ်ဆောင်ဖြစ်ခဲ့ဖို့တာဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရပိုင်းအတွင်းတာဂိတာမှာရင်မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဦးကောင်းမှာပြင်းထန်စွာတန်ရန်ရခဲ့တာဖြစ်ခါဆယ်ရက်နေမှာပဲဆုံးမကွယ်လွန်သွားခဲ့ရတာပါ။ ဒါကြောင့်လည်းပြည်သက်တွေကတော့တရုတ်ဆောင်တို့ကောင်းရပုံပွားအောင်ရရှိနိုင်ဖို့ဆူတောင်းပေးနေကြတာပါ။အဓိကအဖြစ်တော့တရုတ်ဆောင်တို့ဟာမေတခုတာတခုဘွားနဲ့မိဘအောင်လှုပ်ကျွေးနေကွယ်လွန်သွားတာကြောင့်လည်းပြည်သက်တွေကနှမျောနေကြတာဖြစ်ပါတယ်။